โอเคဆိုတော့ IT ဘွဲယူပြီးဘာတွေလိုအပ်သေးလဲ data analyst အတွက်ပါဒီမေးခွန်းကိုမေးထားတဲ့တယောက်က IT ကိုဘွဲရသွားပြီလားမရသွားရလားတော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်ဒါမှမဟုတ်မတက်ရသေးဘူးလားတက်ဖို့စဉ်းစားနေတုံးလားပေါ့နော်ကျွန်တော်နှစ်မျိုးပြောသွားပြင်မယ် IT ဘွဲရသွားရဲ့တယောက်အတွက်ကိုပြောပြင်မယ်ပြီးရင်ဘာမှမတက်သေးတဲ့တယောက်အတွက်ကိုပြောပြင်မယ်ဆိုတော့ပထမဆုံးတကယ်လို့ကိုက IT ကိုဘွဲရသွားရဲဆိုရင်တော့ bad news တော့မဟုတ်ဘူးပေါ့နော် data analyst က IT နဲ့တော့ဆိုင်တော့ဆိုင်ပြီမယ် computer science လောက်မဆိုင်ဘူး ကွန်ပျူတာဆိုင်ရယူခဲ့တဲ့လူကတော့ data analyst ဘက်ကိုတော်တော်ကြီးအတွင်းကြီးကြီးသိလိုက်မယ် IT ဘက်ကလူကတော့ data analyst ကြောင့်သိလိုက်မယ်ဒါပေမဲ့ကွန်ပျူတာဆိုင်ဘက်ကလူတော့သိမှာတော့မဟုတ်ဘူးအဲ့တော့ကိုကတကယ်လို့ IT ကိုဘွဲရပြီးသားတယောက်ဆိုရင်တော့ data analyst လုပ်ဖို့ဆိုရင်တော်တော်လေးကိုတော့ပြန်လေ့လာသင်ယူရလိုက်မယ်ဒါပေမဲ့ IT ဘက်မှာတော့ data analyst ပတ်သက်ပြီးတော့သင်ယူခဲ့ရမှာပဲ data science နဲ့ပတ်သက်ပြီးတော့သင်ယူခဲ့ရမှာပဲဒါပေမဲ့အဲ့လောက်နေတော့မလုံတော့ဘူးပေါ့နော် data analyst လုပ်ဖို့ကကို subset တွေအများကြီးရောထက်လို့မယ်တချို့ basic တွေ foundation တွေ data analysis ပတ်သက်ပြီး basic တွေ foundation တွေလွတ်ထားတာတွေကနည်းနည်းပါးပါးတော့ရှိလိုက်မယ်ဒါတွေတော့ပြန်လေ့လာလိုက်မယ်ဆိုတော့ data analysis ကို entry level လောက်ဖြစ်ဖြစ် intern level လောက်ဖြစ်ဖြစ်နဲ့ပြန်ဆမယ်ဆိုတော့အဆင်ပြေတယ်ဒါ data analysis ကရှင်းပြောလို့ရှိရင်လာစားတော်တော် ကောင်းနေတယ်မှာတော့ပါတယ် data scientist ဆို data analyst ဆို data science ဆိုဒီ area တော်တော်စိတ်ဝင်စားဖို့လည်းကောင်းတယ်ပေါ့နော်တချို့လူတွေတော့ဆိုဒါတော်တော်စိတ်ဝင်ကျွန်တော်ကိုယ်လည်း DR ကိုအရင်စိတ်ဝင်စားတယ်ဟို income နေနဲ့ကြည့်မှန်းတော့လည်းတော်တော်ကောင်းတယ် future proof နေနဲ့ကြည့်မှန်းဆိုလည်း career အတွက်အရန်ကိုကောင်းတဲ့ ဟိုအလုံးလို့လည်းပြောလို့ရပါတော့အခုချိန်နေနဲ့ကျွန်တော် future ကို guess လုပ်မယ်ဆိုတော့အဲ့တော့တကယ်လို့ကိုကဘွဲရ IT ဘွဲရထားရသူတောက်ဆိုတော့ပြန်တော့လေးလာရလိုက်မယ်အဲ့လိုမဟုတ်ဘူးဒါဒုတိယတယောက်တော့ပါတော့ဘာမှမတက်ရသေးဘူးဆိုတော့ကျွန်တော် data analyst ဘက်သွားချင်တာသိကြရင် computer science ကိုယူပါ computer science က data scientist တွေ data analyst တွေတဲ့ပို့ပြီးတော့ဘယ်လိုပြောရမလဲ suitable ဖြစ်တယ်လို့ပြောလို့ရတယ် IT ကကျတော့အရင် general ဖြစ်တယ်ပေါ့နော် IT မဟုတ်ပဲね computer science ဆိုတော့ data science တွေ data analyst တွေလောက်ဖို့လာပို့ပြီးတော့တင့်တော်တယ်ပါလာတဲ့ curriculum တွေ content တွေကလည်းပို့ပြီးတော့တက်ရောက်မှုရှိရယ်တက်ဆိုင်မှုရှိရယ်ဒါပေမဲ့ computer science ကတော့ data analyst စိတ်ဝင်စားရတဲ့လူတက်မယ်ဆိုတော့တော်တော် ခက်လိုက်မယ်ပေါ့နော်ကိုကသင်ချာတွေပါကောင်းထားရဆိုတော့မပြောလို့သင်ချာလဲကောင်းတယ် programming knowledge တွေပါလည်းရှိရဆိုတော့ကျွန်တော်တော့ဒီ data analyst လုပ်ချင်တယ်ဆိုတော့ computer science ကိုပဲယူဖို့ပြောချင်တယ် computer science major computer science programming ဖြစ်ဖြစ် major ဖြစ်တက်ခဲ့ရဆိုရင်တော့ အာ bachelor degree ရသွားတဲ့အခါမှာဘွဲရရုံတက်တာမဟုတ်ပဲစာရွေတကယ်လေ့လာသင်ရွေးရတယ်ဆိုတော့ဘွဲရသွားပြီးချက်ချင်းပါပဲ data analyst တို့မှ data scientist entry level intern level ရှောက်ဖို့ကအင်မတန်လွယ်ကူတယ်ပြီးဒီခေတ်မှာလည်းကျွန်တော် data analyst တွေ data scientist တွေအရန်ကိုလိုအပ်နေတာဆိုတော့အဲကြောင့်မလို့ job market ကိုရှောက်မဲ့ job market တခြား research လုပ်ပြီးတော့ requirements ကိုသိပြီးတော့အလုပ်ရဖို့အရန်လိုတယ်ဒါပေမဲ့တရားတော့တကယ်ပညာတက်ကြီးပေါ့နော်ဘွဲရရုံတက်ခဲ့ရမှာပဲစာရွေတကယ်လေ့လာသင်ရွေးရတယ်ဆိုတော့ရဖို့တော့အရန်လွယ်သွားမယ်ပေါ့နော်